ဘောလုံးချစ်တော်မိတ်ဆွေများအားလုံးပဲမင်္ဂလာပါဘာစီလိုနာသင်းကသူ့ရဲ့အဓိကကစားသမားဒီဖာမင်လိုပတ်တို့ဂါဘီတို့ပြီးခဲ့တဲ့ပတ်ကပဲထိုင်ရတဲ့တင်းတွေကျွန်တော်ကြားခဲ့ရတယ်ဒီနောက်မှာသူကလည်းအခုဆိုရင်ပြောရမဆိုသူ့ရဲ့ပွဲချက်ကာလကနည်းနည်းရောက်လာပြီကျွန်တော်ဆိုစီဒတ်တို့ဒီစီဗီလာတို့ဒါတွေနဲ့ကစားရမယ်လာလီဂါဘက်မှာပြီးရင်တခါချန်ပီယံလိမှာဆိုရင်လည်းလက်စီဥရောပချန်ပီယံ PSG နဲ့ကစားရတော့မယ်ဒါကပွဲချက်ကာလလို့ပြောလို့ရတယ်ဒီလိုအနေထားမှာသူ့ရဲ့အဓိကကစားသမားတွေနောက်ထပ်အဓိကကစားသမားတွေကအခုဆို injury တွေထပ်ဖြစ်တဲ့ဇက်တိုက်ပဲ ဒါမနေ့ကသူကစားသွားတဲ့ဒီ Obido နဲ့ကစားတဲ့ပွဲစဉ်မှာဆိုရင်ကျွန်တော်ရအဓိကတောင်းမတိုက်စစ်ကစားသမား Rafinha လူစားလဲခဲ့တဲ့ဒုတိယပိုင်းမှာအဲ့ဒီပွဲမှာသူရခဲ့တဲ့ဒီအသေးစားဒဏ်ရာလို့ပြောပြမိမယ်လေတကယ်တမ်းစစ်စစ်ချက်ရဒီပေါင်ကြွက်သားအတွင်းသားဒဏ်ရာဖြစ်ခဲ့တဲ့အတွက်သူကအ ਨੇ ဆုံးနှစ်ပတ်ကနေ၃ပတ်ကြာနားရမယ်။ဒါပြောမှဆိုနိုင်ငံတကာပွဲစဉ်တွေပြီးမှ Rafinha ပြန်လာမယ်။ပြီးတော့ဒီမနက်ကျွန်တော်တို့ training ကျင်းပတဲ့နေထားမှာကျွန်တော်တို့အဓိကကိုယ်သမားဂျွန်းကာစီယာကထပ်ပြီးတော့ဒဏ်ရာရတယ်။ဒူဒဏ်ရာ ွင်းကအယွတ်မှာနာကျင်မှုခံစားရတယ်။ဒီတန်ရာကိုသူကမနှက်ဖြစ်မှာအသေးစားခွဲစိတ်မှုပြုလုပ်ရမယ်။ဒီအတွက်ကြောင့်ပဲဂါစီယာကအနည်းဆုံးကျွန်တော်၅ဘက်ကနေ၆ဘက်ကြားထိအနားယူရတော့မယ်။ဒါဘာစီလိုနာအတွက်တွေးကြည့်ရမယ်ဆိုတော့ဒါကအဓိကထုံးနှံချက်ပဲ။ဘာကြောင့်လဲဆိုတော့ဒီကစားသမားကလည်းတော်တော်လေးကိုကောင်းတယ်။ပြီးတော့မှသူတို့ရဲ့အဓိကကိုယ်သမားတော့ဖြစ်လာပြီ။ပြောချင်တာကအခုသူကစားမဲ့ပွဲတွေကလည်းတကယ်ပွဲချက်ကလားလို့ကျွန်တော်တို့ပြောလို့ရတယ်။ ဒီလိုအနေထားမှာအခုဆိုရင်ကျွန်တော်ရဲ့ဂိုးသမားကအနည်းဆုံးဘာစီလိုနာရဲ့ပွဲစဉ်ဆိုရင်သူတက်ဆိုရင်ဒါခုနပွဲ၁၀ပွဲနီးပါးလောက်သူကပယ်သွားမယ့်အနေထားဖြစ်တယ်ဒီနေ့မှသူပယ်သွားတဲ့ပွဲတွေကိုကျွန်တော်ကြည့်ရမယ်ဆိုရင်နံပါတ်၁ဒီလာမယ့်ဆိုစီတက်နဲ့ပွဲကျင်းတွေပေါ့လွှဲချော်ပြီးပြီးရင်ဒီပြည့်ကျင်နဲ့ကစားမယ့်ချန်ပီယံလိပွဲဒီပွဲထပ်လွှဲမယ်ပြီးရင်ကျွန်တော်တခါဒီစီဗီလာနဲ့ကစားမယ့်ပွဲဒါကျင်းတွေပေါ့လွှဲမယ့်ပွဲတွေစီဗီလာနဲ့ကစားမယ့်လာလီဂါပွဲစဉ်ပြီးလို့ရှိရင်သူကတခါဂျီ ိုင်ငံတကာပွဲစဉ်တွေလာမယ်ပြီးရင်နိုင်ငံတကာပွဲစဉ်တွေပြီးဆုံးသွားတဲ့ခါကျရင်ဂျီရိုနာနဲ့ကစားမယ်ဒီလာလီကာပွဲစဉ်ဒါကိုလည်းကျွန်တော်တို့ကိုသမားကထပ်ပြီးလွှဲမယ်ဒါကကျွန်တော်တို့အော်တိုဘာလာပေါ့နော်ဒါအော်တိုဘာလာဒီဆက်စစ်ရနေ့လောက်မှာကြာမယ်ဒီချိန်မှာကြာရင်တော့ရာဗင်ညာကဒီနိုင်ငံတကာပွဲစဉ်တွေပြီးတဲ့ချိန်အော်တိုဘာဆက်စစ်မှာကစားမယ်ဂျီရိုနာနဲ့ပွဲမှာသူကပြန်ပြီးတော့မှပါကောင်းပါနိုင်တယ်ရာဗင်ညာပေါ့နော်ကျွန်တော်တို့ကိုသမားတော့ကျင်းဒီပေါ့လွှဲသွားပြီဒီပွဲပြီးလို့ရှိရင်သူတခါကျွန်တော်တို့ဒီချန်ပီယံလိပွဲစဉ်ဖြစ်တဲ့အိုလံပီနာကိုနဲ့ကစားမယ်ပွဲစဉ်ထပ်လွှဲမယ် ဲ့ဒါပြီးရင်ကျွန်တော်တို့အဓိကပြိုင်ဘက်ရေမတ်တနဲ့ကစားမဲ့ပွဲကိုလည်းကျွန်တော်ကိုယ်တော်မှဂျွန်ကာစီယာထပ်လွှဲမယ်။ဒါပြီးရင်လာလီဂါပွဲစဉ်နောက်တစ်ပွဲဖြစ်တဲ့အဲချင်းနဲ့ပွဲမဲ့ကစားမဲ့ပွဲဒီနောက်မှာမှကျွန်တော်တို့တစ်ခါချန်ပီယံလိပွဲစဉ်အနေနဲ့ကလပ်ဘူဂေးနဲ့ကစားမဲ့ပွဲအစားရှိတဲ့ပွဲပေါင်း9ပွဲ10ပွဲလောက်ကကျွန်တော်တို့ရဲ့အဓိကကိုယ်တော်ကဂျင်းတီပေါက်လွှဲချော်သွားပြီ။ဒါကဘာစီလိုနာတို့ထိုးနှက်ချက်လို့ကျွန်တော်ပြောလို့ရတယ်။ဒါပြီးရတဲ့ရပ်ပိုင်းတွေကပဲကျွန်တော်ကြည့်မယ်ဆိုဂါဘီ56လောက်နားရတယ်။ ီးတော့မှကျွန်တော်တို့ရဲ့အဓိကကစားသမားတူဖြစ်တဲ့ Farming Lopat တခါထပ်ပြီးတော့မှဒဏ်ရာဖြစ်ပြီးတော့မှတလားနီပါနားရတယ်ဒီလိုဒီစီးနေသည့်တိုင်အဓိကကစားသမားနောက်ထပ်၂ယောက်ဒါ Fatline နဲ့တဲ့ကစားသမား၂ယောက်အဓိက၂ယောက်ထပ်ပြီးတော့ဒဏ်ရာရတယ်ဒါကကျွန်တော်တို့ဘာစီလိုနာတော့ကြောင်နည်းနည်းလေးသတိထားမယ့်အပိုင်းတွေဖြစ်လာပြီအဓိကဘယ်လိုလဲကစားသမားတယောက်ပြီးတယောက်တယောက်ပြီးတယောက်တယောက်ပြီးတယောက်ဒဏ်ရာတွေရတယ်တို့ပေမဲ့လေကျွန်တော်တို့တွက်ကြတော့ဒီတည်ငောင်းအနေနဲ့ပြန်ကြည့်ရမယ်ဆိုရင်ကျွန်တော်ရဲ့အဓိကလူငယ်ကစားသမားလေးဖြစ်တဲ့လာမေယာမှာဒီနေ့မနက် training မှာအသင်းနဲ့ပြန်လဲပူပေါင်းနိုင်ပြီပြီးတော့မှကျွန်တော်တို့ရဲ့ဒီဘက်ဘက်နောက်ခံကစားသမားဖြစ်တဲ့ဘယ်ဒီအသင်းနဲ့ပြန်လဲပုံမှန်လေ့ကျင့်နိုင်ပြီသူတို့နောက်ကဒီလာမဲ့ society နဲ့ပွဲမှာမိနစ်ပိုင်းခြားအနေငယ်လေးကစားနိုင်မယ်လို့တော့အခုသတင်းတွေကတော့ကြားရတယ်ဒါကအစိုးရအကောင်ပေါ့နော်နောက်ထပ်တစ်ခုကကျွန်တော်တို့ရဲ့ဒီတောင်ပန်တိုက်စစ်ကစားသမား market rep ဖို့သူကအခုဆိုရင်ပြောမှာဆိုပုံမှန်ခြေစွမ်းလေးကိုပြနေတယ်ပွဲစဉ်တိုင်းမှာကိုမသွင်းနိုင်ဖန်တီးမှုရှိတယ်ကိုသွင်းတယ်ဖန်တီးမှုရှိတယ်ဇက်တိုက်ဆိုဆိုသူကဒါလေးတွေလှုပ်လာတဲ့အတွက် တဖက်မှာလည်းရာဖိညာနာသွားတဲ့အနေထားမှာသူကလုံးဝအခွင့်အရေးတရထရလာမယ်ပထမတော့လာမင်းရမှာမရှိတဲ့အချိန်မှာသူကအခွင့်အရေးရတာတဲ့တစ်ချိန်ပြီးတော့မှအခုလာမင်းရမှာပြန်ကောင်းတဲ့အချိန်မှာရာဖိညာထထနာတယ်ဆိုတော့ရဖိုတွက်ပဲကံများကောင်းနေတာလားပေါ့နော်ဒီနေရာမှာသူရဲ့အကောင်းဆုံးခြေစွမ်းလေးကိုပြသဖို့အခွင့်အရေးရဖိုမှာတော့ပိုင်ဆိုင်တာပဲဖြစ်တယ်ဒါတည်းကတော့အခုလက်ရှိဘာစီလိုနာကစားသမားတွေတဲမှာမှဖတ်လိုက်တဲ့ကစားသမားနှစ်ယောက်ထပ်ပြီးတော့မှ injury ဖြစ်တဲ့သတင်းလေးပဲဖြစ်ပါတယ်မိတ်ဆွေတို့အနေနဲ့ကျွန်တော်ရဲ့ဒီ YouTube channel နဲ့ Facebook page လေးကို follow and like မလုပ်ရသေးဘူးဆိုရင်ကျွန်တော်ကိုကူညီတဲ့အနေလေးနဲ့ follow and like လေးလှုပ်သွားပေးကြဖို့အတွက်ကျွန်တော်တောင်းဆိုလိုက်ပါတယ် Facebook မှာလည်းကျွန်တော်ပုံမှန် Barcelona နဲ့ပတ်သက်တဲ့သတင်းတွေဘောလုံးနဲ့ပတ်သက်တဲ့သတင်းတွေကိုနေ့စဉ်နဲ့အများတင်ဆက်ပေးနေမှာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ Facebook page လေးကိုလည်း follow and like လေးလှုပ်သွားပေးကြဖို့အတွက်ကျွန်တော်အဓိကတောင်းဆိုလိုက်ပါတယ်အားလုံးသူပဲကျေးဇူးတင်စီပါ